်မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ14ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းတင်နောက်ဆုံးရရှိထားတဲ့ဤတွင်နဲ့နိုင်ငံတကာသတင်းတွေကိုဂျမုံးကပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအခုခါဂါဇာကမ်းမြောင်ဒေသမှာပြန်လည်ထူထောင်ရေးကိုပဲအာရုံစိုက်ရတော့မှာဖြစ်တယ်လို့ American သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက် Trump က Egypt, Qatar, Turkey အစိုးရတွေနဲ့အတူလက်မှတ်ရေးထိုးခဲ့တဲ့နောက်အခုလိုမှတ်ချက်ပေးခဲ့တာပါ နိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ဂါဇာငြိမ်းချမ်းရေးညီလာခံကိုအောက်တိုဘာ23ရက်နေ့ကအီဂျစ်ရဲ့အပန်းဖြေစခန်းမြို့ Sharm El Sheikh မှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီညီလာခံရဲ့ရည်ရွယ်ချက်ကတော့ Trump ဂျာဝဲကမ်းလှမ်းခဲ့တဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကို Israel Hamas ကပါခိုင်ခိုင်မာမာလိုက်နာကျင့်သုံးကြတာသိကြအောင်ဝိုင်းဝန်းကူညီစောင့်ကြည့်ကြဖို့ဖြစ်ပါတယ်။အောက်တိုဘာ23ရက်နေ့မှာပဲ Hamas ကလက်ကျန်ထိမ့်သိမ်းထားတဲ့ Israel တစားကန်20စလုံးကိုပြန်လွှတ်ပေးခဲ့ပြီး Israel ကလည်း ပါလက်စတိုင်းအကျဉ်းသား1900ကျော်ကိုလွန်ငင်းခွင့်ပေးခဲ့ပါတယ်။ဟာမတ်စ်ရဲ့လက်ထဲမှာရှိနေချိန်တည်ဆုံးခဲ့တဲ့အစ္စရေးတစားကန်28ဦးရဲ့အလောင်းတွေလွှဲပြောင်းပေးရေးကိစ္စကိုလည်းဆက်လက်ဆောင်ရွက်နေပါတယ်။ထရမ့်ကတော့ဂါဇာရဲ့စစ်ပွဲဟာပြီးဆုံးခဲ့ပါပြီလို့အရှိလေပိုင်းခီးစင်မတိုင်ခင်မှာကြွေးကြော်ခဲ့တာပါ။သူကအီဂျစ်ကိုရောက်မလာခင်အစ္စရေးမှာခရီးတစ်ထောင်နားပြီးအစ္စရေးလွှတ်တော်မှာမိန့်ခွန်းပြောခဲ့ပါသေးတယ်။အဲ့ဒီလွှတ်တော်မိန့်ခွန်းမှာတော့ထရမ့်ကနာကျင်ခဲ့ရတဲ့ရှေးရှေးလျလျအိမ်မက်ဆိုကြီး ပြီးဆုံးခဲ့ပါပြီလို့မှတ်ချက်ပေးသွားပါတယ်။အီဂျစ်ကိုရောက်လာချိန်မှာတော့အေရှေအီဂျစ်သမ္မတအက်ဒူဖာတာ LCC အပါအဝင်ကမ္ဘာနိုင်ငံ20ကျော်ကခေါင်းဆောင်တွေနဲ့အတူထရမ့်ကပြုံးပြုံးရွှေရွှေရှိနေကြတာကိုတွေ့ရပါတယ်။သူ့ဘဝမှာအရင်ကလည်းအရေးပါတဲ့သဘောတူညီချက်တွေရအောင်ညှိနှိုင်းပေးခဲ့မှုကြောင့်ဒါပေမဲ့ဂါဇာကိစ္စကတော့အာဂါဒရဲ့တိဆောက်ရသလောက်ခက်ခဲကြောင်းထရမ့်ကပြောပါတယ်။ဒီနေ့အခြေအနေမျိုးရောက်လာဖို့နှစ်3000လောက်အချိန်စောင့်ခဲ့ရပြီးရုံဖို့တော့ခက်ကြောင်း ဒီသဘောတူညီမှုဟာရေရှည်နဲ့တည်တက်ရမှာဖြစ်ကြောင်းသူကဆိုပါတယ်။ငင်းချမ်းရေးအစီအမံလက်မှတ်ရေးထိုးပြီးတဲ့ချိန်မှာတော့ LCC ကအီဂျစ်ရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပြီးရွှေသားအတိနဲ့သွန်းလှုပ်ထားတဲ့ Order of the Nile ဆုတစိတ်လဲဆွဲကို Trump စီပေးအပ်ခဲ့ပါတယ်။တမိုင်းမှာထိခိုက်နာကျင်းမှုတွေအများဆုံးမျက်နှာစာတစ်ခုကိုအောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့ပြီလို့လည်း LCC ကဆိုပါတယ်။ Trump ကတော့အခုလိုထူးခဲ့တဲ့တမိုင်းဝင်ငင်းချမ်းရေးညှိနှိုင်းအောင်မြင်မှုတစ်ခုရရှိလာအောင်ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဒေသရင်းနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုလည်းချီးကျူးခဲ့ပါတယ်။လှပပြီးတစ်လွင်တဲ့နေ့တနေ့ကထွန်းလဲလာပြီးဖြစ်ကြောင်းအခုတော့ပြန်လဲတိဆောက်ရေးကာလဖြစ်လာကြောင်းသူကပြောပါတယ်။သူ့ရဲ့ငြိမ်းချမ်းရေးအစီအမံပထမအဆင့်အဖြစ်အစ္စရေးတစားကန်တွေနဲ့ပါလာဆိုင်အကျဉ်းသားတွေလဲလှယ်မှုပြီးတဲ့နောက်စစ်ပွဲကိုအပြီးတိုင်ရက်စဲပြီးငြိမ်းချမ်းရေးကိုအာမခံချက်ပေးမဲ့ဒုတိယအဆင့်အစီအမံတွေအတွက်စတင်ဆွေးနွေးနေပြီလို့လည်း Trump ကအတည်ပြုခဲ့ပါတယ်။လော်လော့ဆယ်တော့ဂါဇာမှာလုံးဝအုတ်တုံအပြစ်ခတ်ရက်စဲထားပြီး အပိသက်ငြိမ်းချမ်းရေးသဘောတူညီမှုအတွက်အစ္စရေးနဲ့ဟာမတ်တို့ကြားအခြေအလဲဆက်လက်ဆွေးနွေးနေပါတယ်။ Trump ကတော့အပြည့်ရက်နေတဲ့အခြေအနေဟာဆက်လက်တည်တံ့နေမယ်လို့ပြောကြပြီးလလော့ဆယ်ဦးစားပေးလှုပ်ဆောင်ရမှာကတော့စစ်ပီးခေတ်ဂါဇာရဲ့အုပ်ချုပ်ရေးအစီအမံတွေကိုတည်တည်ကြပ်ကြပ်ထူထောင်နိုင်ဖို့ဖြစ်ကြောင်းလည်းမှတ်ချက်ပေးထားပါတယ်ရှင်။ Taiwan မှာဖြန့်ကျက်ဖို့စီစဉ်နေတဲ့တီတုံလေကြောင်းကာကွယ်ရေးစနစ်ကရန်သူပြစ်မှတ်တွေကိုပိုပြီးထိထိရောက်ရောက်ခြေမုံနိုင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ အောက်တိုဘာ23ရက်နေ့မှာထိုင်ဝမ်အစိုးရဘတ်ဂျက်အစီအမံသစ်အတွက်ကာကွယ်ရေးစရိတ်တွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာရှင်းလင်းတင်ပြတဲ့အချိန်ဝန်ကြီး Wellington ကအဲ့ဒီလိုမှတ်ချက်ပေးခဲ့တာပါသူကသမရလိုက်ချင်းတိအစိုးပြုထားတဲ့တီတုံးလေကြောင်းကာကွယ်ရေးစနစ်ဖြန့်ကျက်ထူထောင်ရေးဟာထိုင်ဝမ်ရဲ့လုံခြုံရေးအတွက်အမှန်တကယ်လိုအပ်တယ်လို့လည်းလွှတ်တော်အမတ်တွေကရှင်းပြခဲ့ပါတယ်တီတုံးရဲ့အတီးကအားသာချက်ကရန်သူပြစ်မှတ်တွေကိုအမြန်ဆုံးအာယုံကန်ထောက်လှမ်းပြီးပြစ်ချနိုင်ခြင်းဖြစ်တယ်လို့ကူကဆိုပါတယ် ရှိရင်ဆွဲလေးချောင်းကာကွယ်ရေးစွမ်းရည်မှာဒီစနစ်ကိုအောင်အောင်မြင်မြင်သွတ်သွင်းနိုင်မယ်ဆိုရင်ရန်သူချင်းချောက်မှုတွေကိုကြားဖြတ်ဟန်တားနိုင်စွမ်းမှာအများကြီးပိုထိရောက်သွားမှာဖြစ်ကြောင်းပြီးတော့နိုင်ငံရဲ့ကာကွယ်ရေးအရေးမြက်တွေကိုပိုပြီးစနစ်တကျစီမံခန့်ခွဲနိုင်မယ်အထောက်အကူမျိုးလဲရလာနိုင်ကြောင်းကူကပြောပါတယ်တရုတ်ရဲ့အချိန်ပြည့်ချင်းချောက်မှုကိုကြုံနေရတဲ့ထိုင်ဝမ်ဟာကာကွယ်ရေးစွမ်းရည်နဲ့ဤပညာတွေအစင်မြင့်တင်နိုင်ရေးကိုအပတ်တကုတ်စူးစမ်းနေပြီး ဒီတုံးကအဲ့ဒီရီမန်းချက်အတွက်အကန့်ကြီးဆုံးအားပြည့်မှုဖြစ်လာမယ်လို့ကူးကထောက်ခံခဲ့ပါတယ်။ဒီတုံးရဲ့အဓိကဝိသေသကတော့ sensor to shooter ဆိုတဲ့နည်းလမ်းဖြစ်ပြီး American စစ်တပ်ကလည်းအဲ့ဒီနည်းပညာကိုအာရုံစိုက်မြင့်တင်နေပါတယ်။ထိုင်ဝမ်ဟာဒုံးခွင်တုံးနဲ့ drone ဖြတ်စွဲရည်တွေကိုမမြင့်တင်နိုင်ဘူးဆိုရင်ထိရောက်တဲ့ဂျားဖြတ်ဟန်တားနိုင်စွာလည်းရှိလာမှာမဟုတ်ကြောင်းကာကွယ်ရေးစနစ်သစ်တွေဝယ်ယူဖြည့်တင်းရမှာလဲထိုင်ဝမ်ကရွေးရှားနိုင်စွမ်းနဲ့စစ်ပွဲမှာရှင်သန်နိုင်စွမ်းမြင့်မားတဲ့အချက်တွေကို အထူးဦးစားပေးစဉ်းစားမှာဖြစ်ကြောင်းကူးကလွတ်တော်အစီရင်ခံမှုအပြီးသတင်းတောက်တင်နဲ့တွေ့တဲ့အချိန်ပြောကြားသွားတာပါထိုင်ဝမ်ဟာကြုံလာနိုင်တဲ့စစ်ပွဲအတွက်ပြင်ဆင်ရမှာတမယိုးကြနီလန်းတွေနဲ့ချင်းကပ်လို့မရပဲလမ်းသစ်တွေဖောက်ရမှာဖြစ်ကြောင်းတီတုံးဟာအဲ့ဒီရည်ရွယ်ချက်အတွက်အထူးကန့်ညီကြောင်းလည်းသူကပြောပါတယ်တရုတ်ကထိုင်ဝမ်ကိုနိုင်ငံရဲ့ပိုင်နဲ့အစိပ်ပိုင်းတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့တမရလိုင်းကတော့ညှင်းဆိုပြီးထိုင်ဝမ်ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ရည်တည်ဖို့ကိုပဲလိုလားကြောင်း ပြောဆိုထားပါတယ်။ပြီးတော့2030ပြည့်နှစ်မှာထိုင်ဝမ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုနိုင်ငံ GDP ရဲ့9%ရခိုင်နှုန်းထိမြှင့်တင်ဖို့လည်းရထားကြောင်းလိုင်းကပြောကြားထားပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။တအံအမျိုးသားလူမျိုးရေးတက်မတော် TNLA ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကနမ်ဆန်မြို့ကိုဒီနေ့အောက်တိုဘာ14ရက်မနက်ပိုင်းမှာစစ်ကောင်စီကဘုံကျဲသွားပါတယ်။ဒါက73ရက်အတွင်းမှာ3ချိန်မြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။နမ်ဆန်မြို့နယ်အုံဆော်ရွာကို ဒီမနက်9:15မိနစ်လောက်မှာစစ်တပ်က Jet Fighter နဲ့ပုံကျဲသွားတာလို့ TNLA ကထုတ်ပြန်ထားပါတယ်။အသေးစိတ်အခြေအနေကိုထပ်မံအသိပေးမယ်လို့လည်းပြောထားတာပါ။မနေ့ကနေကင်းပိုင်းမှာလည်းနမ်ဆန်မြို့နယ်ကရားကြီးကျေးရွာကို Jet Fighter နဲ့ပုံကျဲသွားလို့အရက်သား2ဦးဒဏ်ရာရခဲ့ပါတယ်။အောက်တိုဘာ4ရက်ကလည်းနမ်ဆန်မြို့နယ်ဇဲတုံဟုံးကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကလေး2ဦးသေဆုံးပြီးကလေး6ဦးအပါအဝင်9ဦးဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ကပြီးခဲ့တဲ့အောက်တိုဘာ၁ရက်မှာကြောင်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ပိုင်း TNLA ထိန်းချုပ်ဒေသတွေကိုလေကြောင်းကနေနေ့စဉ်ပုံကျဲနေပါတယ်။အောက်တိုဘာ၁ရက်ကစလို့ဒီနေ့အထိမိုးကုတ်ကြောင်မဲနတ်မတူမန်တုံနမ်ဆန်မိုးမိတ်မိုင်းလုံးတီဘောမြို့တွေကိုစစ်ကောင်စီကပုံကျဲလို့အရသာ30ခန်းတိုက်ဆုံးခဲ့ပါတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ကျူးလွန်နေလို့စစ်ရေးသတိရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာအချက်တွေလိုက်နာကြဖို့ ဒေသခံပြည်သူတွေကို TNLA ကသတိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကဒီနေ့မနက်ပိုင်းမှာပဲချင်းပြည်နယ်မတူပီမြို့ကိုလေကြောင်းကနေပုံကျဲသွားပါတယ်။မတူပီမြို့ပေါ်ကိုပုံကျဲတာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။မန္တလေးမြို့ရွှေတချောင်းမြောင်းဘေးကနေအိမ်နဲ့ဆန်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်းဒေသခံတွေပြောပါတယ်။အောက်တိုဘာ17ရက်မနက်ပိုင်းကစပြီးမန္တလေးမြို့ချိုင်းဧသာဇံမြို့နယ်86လမ်း ရွှေတချောင်းဘေးကနေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေနဲ့စီပေဝန်ထမ်းတွေကလမ်းတွေပိတ်ပြီးဖယ်ခိုင်းနေကြောင်း Voice of Mandalay အဖွဲ့ကအသိပေးပါတယ်။ဒါ့အပြင်မြောင်းဘေးတလျှောက်ဖွင့်ထားတဲ့ဆိုင်တွေကိုလည်းဖယ်ရှားနေပြီးခင်းထားတဲ့ဆိုင်တွေကိုသိမ်းယူသွားကြောင်းဒေသခံတွေကပြောပါတယ်။ခင်းထားတဲ့ခုံတွေလှဲတွေအကုန်ကားပေါ်တင်သွားပြီးဘယ်လိုက်ရွေးရမှန်းမသိဘူးလို့ဒေသခံဈေးတဲ့တူကပြောပါတယ်။ဖယ်ရှားခံရတဲ့နေအိမ်နဲ့ဆိုင်ခန်းအရေအတွက်ကိုတော့ People Spring ကအတီးကြအတီးပြုတ်နိုင်တာမရှိသေးပါဘူး။ စစ်ကောင်စီကပြီးခဲ့တဲ့ဩဂတ်စာတုန်းကလည်းမန္တလေးမြို့ပေါ်ကဆိုင်ခန်းတွေကိုမှန်တကားတက်ခိုင်းတာတွေဆိုင်းရှိအဖီထုတ်ထားတာကိုဖျက်ခိုင်းတာတွေပြုလုပ်ခဲ့ပါသေးတယ်။ငလင်ကြီးတံကြုံခဲ့ရတဲ့မန္တလေးမြို့ကဆိုင်ခန်းရှင်တွေအနေနဲ့ဆိုင်ခန်းငှားဖို့အခက်အခဲတွေရှိနေတဲ့ကြားကအခုလိုစစ်ကောင်စီရဲ့ဖေရှားရှင်းလင်းမှုတွေကြောင့်ပိုးပြီးအခက်အခဲဖြစ်လာနေကြောင်းသတင်းရရှိပါရရှင်။ People's Press ရဲ့နေ့လယ်ခင်းဒီနောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။